ောင်းနေကြည်လားလက်ဖက်လည်းဖြောတတ်တယ်လက်ဖက်လည်းတုတ်တတ်တယ်ဟိုဘက်ကရှင်းနေပြီကနှစ်ခုလေရောက်လာလိုက်ပြီရောက်လာလိုက်ပြီနော်လက်ဖက်လည်းတုတ်တတ်တယ်လက်ဖက်လည်းဖြောတတ်တယ်ဟောငါတလောပေါင်းဆိုလေကြည်စမ်းကောင်းလေးကအကျိုးဝင်နူးတယ်ပေါင်းထားတာကျော်လေးရေချင်းရှိအဲ့ဒီအချိန်မှာသူတန်းရှိတယ်သူနားတော့မယ်အဲ့တော့ကြံတဲ့လူမထားတော့ဘူးကဲဒီငါတလောပေါင်းတတ်တဲ့ကောင်းလေးကိုဒိန်းဆိုခါချုပ်နေအောင်ထားလိုက်တာဒါလည်းကျွန်တော်အပြင်းကြားတော့ဘူး ဟေးဟေးဟေးနိုင်လာရပြောလေနိုင်လာရပြောလေတရားသူကြီးရောက်လေအတန်လေးပေါ်လေးပေးလေးဝင်လေခုလေကျွန်တော်ယုံနေကျွန်တော်ဘလို့ဝင်လို့မရဘူးလားတရားယုံတရားယုံထုံးစံအရပဲလောက်ရတရားသူကြီးလောက်ဘူးလားလောက်ဘူးတယ်လေချောက်ပါပေးထားတာလေဟုတ်ကဲ့ဆိုင်ပြူရပြောင်းလာပေါက်ခဲလိုက်လို့မအတန်လေးပဲပေးဝင်လေဟုတ်ကဲ့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 ပဲဒါတော့ဆိုရရရင်လဲရထိုင်ရင်လဲထိုင်လို့ရဟုတ်ကဲ့ရသွားလေအဲ့တော့မဟုတ်ရလူတွေမြင်ရမှာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အာကျွန်တော်တော့ကွာဘလို့ဘလို့ခန့်လာမသိဘူး တရားသူကြီးကြွလာပါပြီခမညာမဟုတ်အဲ့လေနဲ့မရဘူးအဲ့လေနဲ့မရဘူးအဲ့ဒါကရထားပုံမှာဆေးရောင်နဲ့လေဖြစ်နေတယ်နည်းနည်းလေးတင်ပါဩဟုတ်ကဲ့ဟုတ်ကဲ့ဒီတင်လိုက်ခမညာပါလေတိတ်မဆွဲဘူးဖြစ်နေတယ်တရားသူကြီးကြွလာပါပြီကွာဟိုအဲ့ဒါကြောဒေါသနည်းနည်းပါအဲ့ဒါကြောနည်းနည်းဟုတ်တယ်ကလန်တိုက်သလိုဖြစ်နေတယ်ဒါပေမဲ့ရှင်းနေမလေးမခတ်ပြုတ်သလိုဖြစ်နေတယ်တရားသူကြီးကဩဟုတ်ကဲ့ဟုတ်ကဲ့ဟာဘလို့လဲကွာဘလို့ဆိုင်ပြိုးရေးမှပဲနေလိုက်ပါလားဘာလို့ပြောင်းလာလဲ တရားသူကြီးကြွားလာပါပြီခမရမမအော်လေးရပါလားဟုတ်ရပြီရပြီခမရတို့ရယ်ဗျာကျုပ်ကိုနည်းနည်းပါးပါးနောက်ကြတယ်နော်ထမင်းချက်နာဟုတ်တယ်အိမ်မှာဝှစ်ရွာသေးတယ်ဩော်ေကလင်းတို့ဖြိုခဲ့ပြီอืมကလေးကဩော်ဆောဆောဆောမမပါတော့ကဲကဲကဲဒီနေ့တော့တော်တော်လက်လက်အမှု ဟိုတင်မယ်ဟိုတွက်လက်တို့အမှုကတော့မရှိသေးဘူးတွက်လက်တို့ဆိုပါလဲအမှုပဲရှိတာဆိုပါလဲဘာရောက်ပြောတာလဲဟုတ်ပြီခင်ဗျာမဟုတ်တွက်တွက်လက်လက်ကိစ္စကိုလေအဲတွက်တွက်လက်လက်ကိစ္စကိုအမှုကိစ္စတွေတင်မယ်ပြီးတွက်တွက်လက်လက်အမှုဟိုဟာဂျာပြက်ဂျာပြက်အစီအစဉ်လေးပြောမလို့ကျွန်တော်ဒီရုံးတော်မှာဂျာနာမှုရှိသေးလို့လားမဟုတ်လေ promotion မဟုတ်ဘူးဂျာနာမှုမစခင်ပါကျွန်တော်မနေ့ကလာပြီးနေဆိုတရားလူကြီးကတော့ဘူးကတော့ဘူးကလည်း ဟောတက်ကြီးဟိုပါဘောနော်။ဩဟာမြန်ဗျာခမရတော့လေဒီရုံးမှာလာကြော့ကြမလို့ပါဘူး။ကြော့မယ်ဆိုရတယ်အမှန်ခက်ခိုင်ညင်ရလေအိမ်မှာလာကြော့ရမှာခမရ။အိမ်လာဖို့လေကျွန်တော်ကအိမ်မသိဘူးလေ။ဩဝေးလိုက်တာဒီရှင့်နေကြီးဟာတရားသူကြီးအိမ်လေ။ဟုတ်။ဂျင်းသိတယ်အော်ဂျင်းဒီဟိုသူတည်ရဆိုလို့အဲ့သူ့ကိုကျွန်တော်ခေါ်လာခဲ့တာခေါ်လာခဲ့တော့လေလိုက်ပို့လိုက်တာတရားလူကြီးအိမ်ရောက်တော့တရားလူကြီးမရှိဘူးအော်ဒီလိုဖြစ်ပါလိမ့်မယ်ကျွန်တော်ကအဲ့လက်ပြနေ့ဒုံကကြတော့ ဥက္ကရာကြီးသွားကြတော့နေတာဩဥပနတ်တွေသွားဥဘေးဥဥပနတ်နေဥက္ကရာဥက္ကရာဥက္ကရာအဲ့ဒါအိမ်မှာတော့ဟိုဟာတရားလူကြီးမရှိဘူးဆိုတော့အဲ့အိမ်ကလည်းဟိုသမင်းချက်တဲ့ကောင်မလေးလေဩဩကောင်မလေးမေးလိုက်တော့ဗာလေအမအေးရှိတယ်တဲ့အေးရှိတယ်ကျွန်တော်မိမရှိတယ်လေအဲ့သူတော့အခန်းထဲဝင်သွားသေးတယ်နှစ်နာရီလောက်ကြာတယ်ဟုတ်ဟဲ့လူ ဟုတ်ခဏဦးပါတော့မဟုတ်ဘူးလေတရားသူကြီးရယ်။ तू ဝင်ပြီးတော့ကတော့တာပါ။တော်ခဲ့။ကတော့တာဘာလို့နှစ်နာရီကြာလဲ။ကျွန်အပြင်မထိုင်ဆောင်နှစ်နာရီလောက်ကြာ။ကတော့တာဘာလို့နှစ်နာရီကြာလဲ။ကတော့ပြီးတော့လဲရှစ်ပတ်တီလာလေးဘာလေးယူတာပေါ့။မရိုင်းနိုင်ဘူး။ဖုန်းကြီးမှမဟုတ်တာရှစ်ပတ်တီ။ဖေးတော့သုံးခွက်ကုန်သွားတယ်။ဟမ်။ကျွန်အပြင်မထိုင်ဆောင်ဟုတ်။အဲ့တော့ညာဝိုင်းတော့တုံးမရှိတဲ့ချိန်မှာတုံးဝင်းမတတိယကျော်ပြီးတော့ရှစ်ပတ်တီလာရော။ဘာတတိယကျော်ကတော့တတိယကျော်ကတော့တာ။အဲ့လက်ဆောင်လားမသိဘူးဟိုကပေးလိုက်သေးတယ်ပြောတယ်။ဘာလက်ဆောင်လား။ဟမ်။ မဟုတ်ဘူးလေတကယ်ဆိုတော့ဟိုမုတ်ဖူလေးပါလေပြန်ပေးတာဗောသွားကက်တော့တယ်ဆိုတော့အဲ့တော့ပြောတော့တော်တော်ကျန်အမှုကိစ္စမဟုတ်ဒီကအဲ့ကိစ္စခမရအရေးကြီးမဟုတ်လေအဲ့နှစ်နိုင်လောက်ဝင်တဲ့ကိစ္စနှစ်နိုင်ဟုတ်လားမဟုတ်ခုချင်းအခုချင်းမဟုတ်လေခမရမဟုတ်မဟုတ်မဟုတ်ကျွန်တော်ပြောပြမယ်မဟုတ်လေဒုက္ခပဲအမှုစစ်တာစစ်တာပဲနော်မယားကြီးဓာတိတဲ့ဟုတ်ပါဘူးအာတော့မယားတိဓာတိပါအေးမယားတိဓာတိဒီလိုဒီလိုဒီလိုဆက်ပါဟိုမဟုတ်သူဝင်သွားရင်ကျွန်တော်လည်းရှိတယ် တော်ရှိတယ်ဘာမလို့ဟုတ်ခမဘူးခမရှိတယ်သူကဘာလုပ်နေတာခမဟုတ်ကျွန်တော်ထိုင်ကြည့်နေတာဟုတ်ခမထိုင်ကြည့်ကြလားထိုင်ကြည့်တော့တော်ကြည့်ကောင်းတယ်ကြည့်တော်တော်ကြိုးရတယ်ငါပဲမဟုတ်ဘူးအိမ်ကြီးကကြည့်လို့ကောင်းတယ်ဒါကိုပြောတာဟောပါကွာငါအိမ်ရောက်နေတော့ငါမိမတင်ဆောင်ဝင်ကြလို့ပြောတော့မဟုတ်အော်ဟိုဆိုင်ကနေနေကောင်းပါလေလားဘာလို့ပြောတယ်ဟောတင်ဆောင်ကျွန်တော်မိမနာမည်ကတင်ဆောင်ဝင်ကြဩတင်စားတော့ဝင်ကြလို့အဲရုပ်ရှင်မင်းကြီးနဲ့တူလို့တူလို့အဲဟိုပါမလားနောက်စီနောက်စီတူတယ် နောက်စီကနောက်စီကလူလူအောင်နဲ့တူတာလူလူအောင်နဲ့တူအဲအမေခြေသေးလေးဆိုဟိုကနဲ့တူတာဘယ်လိုနဲ့တူတာညံ့ပြတယ်လည်းခြေသေးရှိတယ်လေမရိုက်လိုက်လားညံ့ညံ့နဲ့ပါတယ်ဟုတ်ခါအဲ့ကိစ္စရှိမဟုတ်ပါဘူးတရားလူကြည့်ပြင်ကျွန်တော်ဟိုဟာဖြစ်ကျွန်တော်ရှိပါတယ်ဘာမှမဖြစ်တော့ဟုတ်ပါရဲ့တရားလူဒီကိစ္စကိုကျွန်တော်အနေနဲ့ပြောလို့မရပါဘူးဟမ်ပြောလို့မရခပြပါလို့ဘာလို့ဒီနှစ်နာရီလောက်ကိုဝင်တဲ့ကိစ္စကိုဒီကိစ္စကလုံးဝပြောလို့မရပါဘူးတရားလူကြည့်မင်းဒီကိစ္စကိုသာပြောလိုက်ပြီဆိုလို့ရှိရင်တရားသူကြီးမိန်းမကျွန်တော်တတ်မယ်လို့ နှစ်နာရီလောက်ဝင်တဲ့ကိစ္စကိုပြောလို့မရဘူးဖတ်မယ်ခဲ့ပါကျွန်တော်နှစ်နာရီလောက်ဝင်သွားတဲ့ကိစ္စကိုကျုံမိမကိုခမပြောရင်တတ်မယ်ဆိုတော့ခမရတို့ကကျုံမသိခင်မှာဘာတွေလှုပ်လာလို့ဟောအဲ့ဒါကျွန်တော်ဟိုပထမပိုင်းဒုတိယပိုင်းအဲ့လိုလေအေးဟုတ်တယ်အဲ့ဒါလေးဟိုပထမပိုင်းမဟုတ်ဘူးဟိုကျုံလို့ပထမပိုင်းကြော့တယ်ဒုတိယပိုင်းကြော့တယ်ဒါကိုပြောတာနာနာပြီးကြော့တာဟာ

မရင်လိုက်လားစော်ကားလိုက်လားဟုတ်ဟုတ်တရားလူကြီးစိတ်ချမ်းသာရင်ဒါပါကြီးအေဂျင့်နဲ့ဒါကိုပြောလားပြေးများဒီနေ့အမှုကိစ္စအရင်စဆွေးနွေးမယ်ဟုတ်ဟုတ်နှစ်နာရီကိစ္စနောက်မှဟဲ့ဟဲ့နှစ်နာရီမပါနဲ့နှစ်နာရီထွေးမပါတော့နှစ်နာရီထွေးဧည့်သည်နဲ့ချိန်တယ်ဒါကိုပြောလားခမချိန်တာမဟုတ်ရုပ်ချိန်တာဟောချိန်တာဒီနေ့အမှုတော့ကျွန်တော်ပဲနေပြီးတော့စပြီးတော့တင်ပြပါမယ်ပြောလေးစားပါတော့တရားသူကြီးမဲခင်ဗျာမလေးစားနဲ့မလေးစားနဲ့ကျုပ်အိမ်မှာတော့ခင်ဗျာနှစ်နာရီနေတာတော့ခင်ဗျာအဲ့ကိစ္စပြီးရင်မရှိတော့ဘူးရှစ်ပါးတိလာယူတာပါဟုတ်ရှစ်ပါးရှစ်ပါးတိလာယူကျုပ်မင်းမဘုံကြီးမှမဟုတ်လားတရားရှင်လည်းမဟုတ်ဘူးလေ ဝတ်ဘူးတယ်လေဘာဆိုင်လဲနှစ်နာရီလမ်းမသိဘူးကိုကျုပ်တင်သားဝင်တော်တယ်မယ်ဒီလချုံဝတ်ဘူးတာ तू တနင်္လာကြာနေဘာဆိုင်လဲဟုတ်ရင်ထောင်ကြဘူးတယ်နော်ထောင်ကြဘူးလေဟုတ်ကြအဲ့ဒါရုပ်ရှင်မင်းတင်သားဝင်ရုပ်ကအင်းရတင်သားဝင်ရောပြောဆိုင်ကဆိုင်ကနေလားဆိုင်ကကြီးနဲ့တစ်ခါတွေ့တယ်လမ်းမများပါရဲ့နော်ဟုတ်ပြောပါပြီးမှနှစ်နာရီကိစ္စရှင်မလို့အမှုကိစ္စတည်းဟုတ်ကဲ့လေစာပါတော့တရားသူကြီးမဲခင်ဗျာရုံးတော်ကိုကျွန်တော်အနေနဲ့ရှောက်တင်ချင်တာကတော့တစ်ဖက်ကရှင်းနေပြီးအပါအဝင် ပြည်သူတချို့ဟာအနိုင်တို့ရင်ကကွယ်ရေးဦးစီးချုပ်ယူနှစ်နှစ်မပါဘူးလေကဘလို့လို့ကကွယ်ရေးဦးစီးချုပ်နှစ်နှစ်အနိုင်တို့ကျွန်တော်ဧည့်သည်နဲ့ချိန်တာလေအနိုင်ကိစ္စကျွန်တော်ကိစ္စလေဟောအေးဟဲ့လေခဏလေးနော်ကျွန်တော်ကိစ္စမဟုတ်ဘူးလေတန်တေးပြပါတန်တေးဟုတ်ကဲ့ဟုတ်ကျောင်းပြန်ပြီးတော့တင်ပြပေးပါမယ်ပြောကကွယ်ရေးဦးစီးချုပ်ပါဝင်ပါဖြစ်တယ်တစ်ဖက်ကရှင်းနေရရှင်းနေရပါဝင်ပြည်သူတချို့ဟာဒင်းဒင်းပါတာပဲလားပါတယ်ပါတယ်ထိတ်ဆုံးကပါတာမဟုတ်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 ဘူးအမှုစင်လဲပြမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်တို့ကကွယ်ရေးဦးစီးချုပ်ကြီးကိုဘာပြောကြလဲဆိုလို့ရှိရင်ဘာပြောလဲနော် စစ်တပ်တဲကထမင်းချက်ပြီးရင်ကောက်ချုပ်ဖြစ်လာပြီးငယ်ငယ်လေးကလေးကနေပြီးတော့ခြေဆော့လက်ဆော့ရှိတယ်လို့ပြောကြပါရင်ဒါကြောင့်မလို့ဒီကိစ္စကိုရုံးတော်အနေနဲ့တရားသူကြီးအနေနဲ့ပြက်ပြက်သားသားရေးယူပေးဖို့ရုံးတော်အားရှောက်တဲ့ပါတယ်တရားသူကြီးမြေဟာမယန်ဝိုင်းမယန်ဝိုင်းဟုတ်တယ်ဆော့ကားဝိုင်းအဲ့ဒါအင်မတန်များဝိုင်းပါလေစစ်တပ်တဲမှာထမင်းချက်ပြီးတော့ကောက်ချုပ်ဖြစ်လာတယ်ခြေဆော့လက်ဆော့ခြေဆော့လက်ဆော့ရှိတယ်ကျုပ်တို့ကောက်ချုပ်ကပဲထမင်းချက်ပြီးတော့ကောက်ချုပ်ဖြစ်လာတဲ့ပုံစံမျိုး ချင်းနိုင်လို့လားဗျချင်းနိုင်ပါလေချင်းနိုင်ပါဟေးမဟုတ်လေဟောအင်းငါးပြောကြည့်ပါဟောဟောနော်ချင်းနိုင်ပါလေဟောကဖြစ်တာခမည်းစီပုံချအောင်ဟုတ်ကဲ့နော်ဟုတ်ဟာဘာလဲနောက်ပြီးတော့ဗာလေဟိုခြေစောလက်စောရှိတယ်ဆိုတော့ကျုပ်တို့ကကျုပ်ကပဲစောရနတ်ခတ်နဲ့မွေးလာတယ်ဗျာမှန်ငါတက်ပြားနဲ့အမျိုးတွေအရင်တော့ကတော့ဟမ်ဟမ်ဟိုကတက်ပြားကသူ့လက်သားတယ်သူ့လက်သားတယ်သူ့ပဲသူ့ညာဝိုင်းဟုတ်အဲ့ကိစ္စကိုဟုတ်ဒီဘက်ကရှင်းနေကဲထုချော်လာတင်ပါဦးရှောက်လို့ကြတင်ပါဦးလေးစားပါသော ော်နှစ်နိုင်တော့အဲ့ဒါနဲ့ချိန်တာနှစ်နိုင်မပါနဲ့လို့နှစ်နိုင်ရငါနဲ့တင်စာဝန်းကျော်နဲ့ကိစ္စဟုတ်ဟုတ်လေးစားပါတော့တင်စာဝန်းကျော်မဟုတ်ဘူးလေလေးစားပါတော့တရားလူကြီးမဟုတ်ဘူးလားဒီကိစ္စကလည်းကျွန်တော်တို့ဘက်ကအဓိကချုပ်ကြီးကထမင်းချက်ရင်နဲ့ကာချုပ်ဖြစ်တယ်လို့ခြေစော့လက်စော့ရှိတယ်လို့ဆိုတာဟာရန်တမ်းပြီးပြောတော့မဟုတ်ပါဘူးကျွန်တော်တို့ပြောပြတဲ့လူရှိလို့ကျွန်တော်တို့ပြန်ပြီးတော့ပြောတာဟုတ်မဟုတ်ဒါကိုပြောပြတဲ့လူရှိတယ်အဲ့ပြောဘာလို့လဲနေကောင်းတယ်ပြောပြရမယ်နေကောင်းတယ်အဲ့တော့အဖြစ်ပေးပါဟုတ်ဟုတ်ခဏလေးပါဒီ တက်လူရင်းနေနဲ့ကျွန်တော်ခုနောက်မေးခြင်းတယ်ဒီမိုကရေစီဆိုတာသိလားဒီမိုကရေစီနားရတာပေါ့ခမရတယ်ဗျာဒီမိုကရေစီနားမလို့ပဲကျောက်ဒီရုံးလာပြီးတော့တရားသူကြီးလုပ်မယ်ဒီမိုကရေစီဆိုတာလူတို့ရဲ့ရပိုင်ခွင့်လွတ်လပ်ပါပြောဆိုပိုင်ခွင့် human right ပြည်ဝရှိရတဲ့နိုင်ငံကိုပြောတာဟုတ်ရပြီနော်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းဒါဒီမိုကရေစီနီးလန်းကြကြကိုကြားတဲ့စကားကိုပြန်ပြီးတော့ဝေဖန်တာပါခမရနော်ဝေဖန်တာပါ ြီးအတင်းပြောတာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့ဘလိုတွေကြားသလဲဆိုရင်တပြောသမတချို့ပေါ့เนาะလာပြောကြတယ်ဘာပြောလဲဆိုကာကြုံကြီးရဒီချီစောလဲဆိုရှိုံနေမဟုတ်ဘူးမိမလည်းကြောက်တယ်သူမိမကသူမလန့်ရဲဘူးကဲကဲဟိုအဲ့ဒါအဲ့ဒါအဲ့အဲ့ဟာရထုတ်ပြောရမယ်ဟာမဟုတ်လေကြောကြားတာလေမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်ပြပြမယ်ခင်ဗျအဲ့ဒါလေကျွန်တော်ပြပြမယ်အရာရှိအရာခံဒီအကုန်လုံးတော်တော်များများကဟုတ်အကျုပ်တို့အပါဝင်ပေါ့ဗျဟုတ်မရကြောက်ဟဲ့လို့ တို့ပြောလိုက်ပြီလားပြောလိုက်လေအရတော်တော်များများအဲ့မရေချောက်ဟုတ်လေတော်တော်ဒီကိစ္စကိုကျွန်တော်အနေနဲ့အကြီးအကဲကွဲနိုင်တော့တရားမကြည့်ဘူးဟုတ်ခဏခဏလေကျွန်တော်ပြောနေဟုတ်ဒီတင်ပြနေဒီအမှုကနေပြည်တော်ကနေပြီးတော့တိသက်ဆင်းလာတဲ့အမှုဖိုင်ဖြစ်တဲ့အတွက်ကြောင့်လို့တရားသူကြီးအနေနဲ့အပီရှင်းဒီကိစ္စကိုခဏချက်နေပြည်တော်နဲ့ကိုက်ကိုက်မှာပေါ့နော်ဟုတ်လေ तू ကနေပြီးတော့ပိုင်နေလေနှစ်နာရီကိစ္စရှင်းအောင်ပါနော်ဟုတ်ပိုင်ပိုင်ကျွန်တော်ထပ်ပြီးတင်ပြမယ်ခင်ဗျာနော်ပြောအဲ့တော့ကျွန်တော်တို့ကြားတာဒါတွေပဲလားမဟုတ်ပါဘူး ်သူကမိမကိုကြောက်ပြီးတော့မလန်နိုင်ဘူးเนาะနောက်တစ်ခုဘာတွေကြားလဲဆိုရင်ဒီကာချုပ်ကြီးဟာဒိုတင်နန်းသူများတဲ့ထူးတယ်နှစ်ခါဖြေပြီးတော့ဟောသူပြောတဲ့တဲမှာလေဟောဒိုတင်နန်းကိစ္စလည်းမပါဘူးမိမကြောက်တဲ့ကိစ္စလည်းမပါဘူးခင်ဗျားပြောနေတာပါနေမဟုတ်ကျွန်တော်ကြားတာကိုပြောတာသူပြောတာကကြားတာကကြောက်ကိုထမင်းကျက်နဲ့ကကြောက်ဖြစ်လဲထမင်းကျက်စပါခြေစောလေးအဲ့ဒီရောက်သွားပါမယ်အဲ့ဒီကိုအဲ့ဒီကိုတဖြည်းဖြည်းနဲ့ရောက်သွားပါလိမ့်နော်အဲ့ဒါဒီကကြောက်ကြီးကဘိုတင်နန်းကိုနှစ်ခါတက်ပြီးတော့နော် နှစ်ခါဖြည့်ပြီးမှအောင်လာတယ်အဲပြီးတဲ့ခါမှာအရက်မမီတဲ့အတွက်ငွေပေးပြီးတော့ဒီဘူတင်တန်းတက်ရတယ်လို့ကျွန်တော်ကြားပါတယ်ဟုတ်ဟေးဟုတ်ဟေးမကြမ်းဟုတ်ကျုပ်ပြောတယ်ပြောတဲ့ဟာတွေအမှုဖိုင်တွေရလေဟုတ်အဲ့အရမ်းမမရလေဘူတင်နန်းကိုနှစ်ခါကြာတာလေဟုတ်ကျွန်တော်မပါဘူးနော်ဖြစ်စဉ်ခုနထမင်းချက်တဲ့ကိစ္စကိုရောက်ပါလေထမင်းချက်တဲ့ကိစ္စလေရောက်ပါလေအေးရှင်းမကျွန်တော်ကြားတာပြောတော့ပါအဲ့တော့ကာကြုတ်ကြီးကဒီ ဘူစားဖြစ်တယ်อ่ะအခုကြားတာလားခမားပြောနေတာကြားတာကြားတာဘာသူပြောလဲဆိုတော့ပြီးကျွန်တော်ပြောပြဟုတ်ပြီဟုတ်ပြီဒီကာကြုံကြီးอ่ะဘူဖြစ်တယ်ကနေကာကြုံအထီကိုတိုင်းပြည်အတွက်မကြည့်ဘဲနဲ့သူချမ်းသာဖို့ပဲသူလုံနေတယ်လို့လဲကျွန်တော်ကြားထားပါတယ်ဟုတ်တယ်လေဟုတ်အဲ့နောက်တစ်ခုကပိုဆိုးတာကဘာလဲဆိုရင်ဒီရှေ့တန်းမှာကာကြုံကြီးကနေလားငါလားနော်မတိုက်ဘူးပေါ့နော်မတိုက်ဘူးပဲနဲ့ဒီတနက်ကြိုက်ပြီးတော့သူဓာတ်ပုံရိုက်ဘူးတယ်ပေါ့နော်တင်တန်းမှာပေါ့နော်အဲ့လိုဟုတ်လေ ဟုတ်တက်ဖို့ကတော့လူတိုင်းရဲ့တာပဲလေဟုတ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင်ရှေ့တန်းမှာနေလန်းကလာမတိုက်ဖဲနဲ့ဒီအရင်ကကာချုပ်ကြီးဦးတန်းရွှေဦးတန်းရွှေရဲ့အိမ်ပါဒီနော်ကာချုပ်ကြီးကကာချုပ်မဖြစ်ခင်မှာဘာလို့လဲဆိုတော့ဦးတန်းရွှေမဆက်လှုပ်ပေးတယ်ပေါ့နော်မဆက်လှုပ်ပေးခြင်းအဲနောက်တစ်ခုကဒီကြက်ပေါင်းရေလှုပ်ပေးခြင်းဟုတ်ဟုတ်သူကလေကျုပ်ကာချုပ်ကပဲမသိရင်ခင်ဗျမဆက်ဖွင့်စားသလိုဖြစ်နေဟုတ်တန်စင်လို့ရှိရပြန်တင်တာလို့ပြောတယ်ဟုတ်တန်စင်လေ ဟုတ်အဓိကကြတဲ့ဟာကိုပြောပါဟုတ်အဓိကကြရောက်လာပါလိမ့်မယ်အဲ့တော့ဒီအရင်လက်ထက်ကဒီကာကြုတ်ကြီးရဲ့အိမ်မှာကာကြုတ်ကြီးဦးတန်းရွှေရဲ့အိမ်မှာသူအခုကာကြုတ်ကြီးอ่ะဆိုရင်ဒီမဆက်လုတ်ပေးခြင်းဒီကြက်ပေါင်းအေးနော်ပြုတ်တိုက်ခြင်းကြက် နောက်တစ်ခေါက်ဒီလက်ဖက်တုပ်ကျွေးခြင်းဟုတ်ပြီလက်ဖက်တုပ်ကျွေးတာကဟိုဟိုသွားကျွေးတာဒီမှာမဟုတ်ဘူးဒေါ်ကျန်ကျန်ကိုလက်ဖက်တုပ်ကျွေးခြင်းနောက်ပြီးတဲ့ခါမှာဒီထူပါမကွာဥတန်းရွှေဂိန်းကစားလို့ညောင်းတဲ့ခါမှာလက်ဖက်ရဖြောတိုက်ခြင်းဟိုအဲ့ဒါလည်းမပါဘူးလေနောက်တစ်ခုကဒီဥတန်းရွှေရဲ့မိသားစုတွေစားဖို့အတွက်နန်းနဲ့စာငါတလောက်ပေါင်းခြင်းတွေပဲလုပ်ခြင်းလေဟုတ်ငါတလောက်ပေါင်းကအခုကိုတို့နဲ့ပေါင်းလို့ကျွန်တော်ကြားထားတာကျွန်တော်ကြားထားတာအဲ့တော့ငါတလောက်ပေါင်းလုပ်ကျွေးနဲ့ဒါကိုခင်ဗျားပြောနှစ်ခုတည်းနော်ဥတန်းရွှေရဲ့သဘောကြပြီးတော့ဟာကောင်းနေကြည်တယ် လက်ဖက်ကြီးလည်းဖြောတတ်တယ်လက်ဖက်လည်းတုတ်တတ်တယ်ဟိုဘက်ကရှေ့နေပြောတာနှစ်ခုလေရောက်လာလိုက်ပြီရောက်လာလိုက်ပြီနော်လက်ဖက်လည်းတုတ်တတ်တယ်လက်ဖက်ကြီးလည်းဖြောတတ်တယ်ဟောငါတလောပေါင်းဆိုလေကြည်စမ်းကောင်လေးကအကျိုးဝနူးတယ်ပေါင်းထားတာကျော်လေးရေချင်းရှိအဲ့ဒီအချိန်မှာသူတန်းရှိရသူနားတော့မယ်အဲ့တော့ကြံတဲ့လူမထားတော့ဘူးကဲဒီငါတလောပေါင်းတတ်တဲ့ကောင်လေးကိုဒိန်းဆိုကာချုပ်နေအောင်ထားလိုက်တာပါဒါလည်းကျွန်တော်အပြင်းကကြားတော့မဟုတ်ဘူးစစ်တက်သေးကပြောလို့ကျွန်တော်ကြားတော့အေးဘာလို့ဆိုစိုက်ပြီ စစ်တပ်ထဲမှာဖြစ်တဲ့ကိစ္စစစ်တပ်အတိုင်းဝန်ပြောမှာကျော်တယ်အဲ့စစ်တပ်ထဲမှာဘာလို့ပြောတာဘုံမူးလားဘိုးကျုပ်လားဘိုးကြီးလားတာတာလားပြောအဲ့ကောင်တွေတရားကြီးအဲ့ဒီကိစ္စကိုပြောမယ်ဆိုရင်တော့ဒီကာကျုပ်ကြီးဟာစစ်မတိုက်ဘူးမိမကြောက်တယ်ဟုတ်ရှိတယ်တခွန်းပြောရရပြီဘယ်ကောင်တွေပြောတယ်ကြည်ဒီဦးတန်းရွှေကိုမဆက်လုပ်ပေးတယ်တခွန်းပြောရရပြီနောက်တစ်ခုလက်ဖေးပြောတယ်လက်ဖက်တုတ်တွေးတယ်ဟုတ်အဲ့ကိစ္စကိုမပြောနဲ့တော့အဲ့လိုလုပ်ပေးနေတယ်ဟုတ်အဲ့လိုလုပ်ပေးနေတဲ့ကာကျုပ်ဖြစ်သွားတယ်လို့ပြောတာတော့စစ်တဲ့အတိုင်းဝန် အဲ့စစ်တပ်အတိုင်းဝိုင်းကပြောတယ်ဆိုရင်ဘယ်သူပြောတာလဲတကယ်အရေးယူပေးပါကျုပ်တကယ်အရေးယူဟုတ်ဒီကိစ္စကိုပြောတာတော့ချားမဟုတ်ပါဘူးဘုရောအခုကာချုပ်ကြီးရဲ့ရောက်ဖ viewer မူးနဲ့အဲ့ဒီကာချုပ်ကြီးရဲ့တာဘိုလ်ချုပ်ကပြောတာပါခင်ဗျအရေးယူပေးပါရေးယူပေးပါဟုတ်မမမမအဲ့ကိစ္စအဆိုဒီလိုဒီလိုရှိတယ်အဲ့အမှုတို့ပတ်လက်ပတ်လက်ပတ်လက်တယ်ပတ်လက်တယ်ပတ်လက်တယ်မဟုတ်လေမရှင်းမရှင်းလို့မရှင်းလို့မရရှင်းလို့မရတကယ်တကယ်ပတ်လက်တာတကယ်ပတ်လက်တယ်တကယ်ပတ်လက်တယ်ကျွန်တော်လက်မှတ်လေးထိုးပေးဟုတ်ပတ်လက်တယ်ရတယ်ဘာဖြစ်ဘူးရှင်းတော့နော်ပတ်လက်တယ်ဒါဒါပတ်လက် ဒီအမှုမရှင်းတော့ဘူးနော်ပတ်လိုက်တယ်ဒါတော့နိုင်သွားပြီနော်ရရရပတ်လိုက်တယ်ပတ်လိုက်ပတ်လိုက်လိုက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တရားသူကြီးငယ်ပတ်လိုက်လိုက်တရားသူကြီးခေါင်းပေါင်းလေးချောလိုက်ဘာဖြစ်လို့နော်ပြန်ရင်ပြန်သွားလိုက်ခွာကျုပ်ပြန်လွန်စရာကြောင်းမင်းနှစ်နိုင်ကိစ္စရှင်းအောင်ပါပဲဩတရားသူကြီးစဉ်းစားကြည့်နော်ကာချုပ်ကြီးရဲ့ရောက်ဖဖြူဝမှုဆိုတာရှိလားကာချုပ်ကြီးရဲ့ကဘိုလ်ချုပ်လားကော်မတီပဲရှင်းလားခင်ဗျအဲ့လောက်လေးတော့ခွဲခြားမသိပဲနဲ့ဂျင်းအတော့အတော့လိုက်အထဲခံလိုက်ရပြီ ဟာတော့ကြောင့်မို့ပြောတာဟာအဲသူတို့ပြောလို့ကျွန်တော်တို့ကြားတာပါဟုတ်ဒီမှုကိုပြန်စစ်မယ်ပြန်စစ်မယ်ပြန်စစ်လို့မရတော့ပါဘူးခုနဒီအမှုကိုပတ်လိုက်လိုက်ပြီလက်မှတ်လည်းထိုးခုပါပြီအဲ့တော့ဒီအမှုကပြန်ပြီးတော့ဟိုဒီပြန်တီဆောက်မယ်ဆိုရင်တရားမဝင်တော့ပါဘူးအဲကျွန်တော်အဲ့လိုကြားလို့လားဟာဒါကိုညံ့ရင်တော့ကိုခံပါဗျာဟာโอเคကျေးဇူးပါဗျာနော်အဲ့တော့မှုပြီးပြီတော့ကျွန်တော်အဲ့ဘယ်ဘယ်ဘယ်များများများဆိုင်ဆိုင်အမှုတွေရှိတယ်ဟိုလေတနားကြီးကိစ္စကိုရှင်းလိုက်ဟိုဟိုဟိုအမှုတွေကျန်သေးတယ်ဆိုင်ဆိုင်ဟုတ်လေ မှုမှုနားကလှုပ်လေလေနိုင်မကလှုပ်လေအမှုကြံသေးတယ်ကြံသေးတယ်ကြံသေးတယ်မလားကြံသေးတယ်ကြံသေးတယ်လှုပ်လိုက်ကျော်လှုပ်လိုက်အဲစဉ်စဉ်စဉ်းစားတယ်မလို့ပါဘူးရှိသေးတယ်တဲ့မပြန်လိုက်မလေမပြန်လို့မပြန်လို့မရှိတယ်ပြန်လို့မရသေးဘူးအဲ့ဒါအဲ့ဒီအဲ့ဒီလှုပ်နေကကြုံရောက်ဖတ်ပြူပါဘူးလာမရှိဘူးကကြုံသားဟိုဘကြုံတယောက်လေကကြုံသားကကုမ္ပဏီဖွင့်တာဝင်ကြရင်တော့ကိုခံဖို့ကွာလက်မထိုးလေလက်မလေလှရအောင်နော်ပြန်ကြိတ်လို့ရအောင်ကြုံအမှုရေးလိုက်မယ်အေးရေးရေး တော့ပြန်လို့ရအပြန်နဲ့အမအမှုရှိတယ်မဟုတ်လေအဲ့ဒါမဆိုင်တော့ဘူးလေဆိုင်နေဆိုင်နေဆိုင်နေဖလာပြီပြီဖလာလို့မရဘူးဒီအမှုကပြန်ပါသေးတယ်ပြန်ပါသေးတယ်ပြောဟုတ်ကဲ့လေးစားပါတော့တရားသူကြီးမယ်ခင်ဗျာကျွန်တော်နောက်ထပ်အမှုတစ်ခုအနေနဲ့ပြန်လဲတင်ပြချင်ပါသေးတယ်နော်ဆိုတော့နောက်မှုတစ်ခုအနေနဲ့ကတော့ကြက်ခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီဥက္ကဋ္ဌကလည်းကာချုပ်လို့ပဲလို့သူတို့စော်ကားထားပါတယ်ဟာမဟုတ်လေမဟုတ်အဲကျွန်တော်ပြောလေဟုတ်တယ်သူတို့စော်ကားထားပါတယ်ဒီကိစ္စကိုရုံးတော်အနေနဲ့တရားသူကြီးမယ်အနေနဲ့ ဖြည့်ရှင်းပေးပါအမောက်လေကာကျုပ်လိုပဲသူလည်းဟုတ်တယ်လေကျန်းခိုင်ဥက္ကရာဒါလေးပဲပြောတာလေဒါလေးပဲပြောတာဘာလေးပြောတာဘာလေးပြောသွားလဲဆိုတော့ရပြီမဟုတ်လေဘာမှလည်းမပြောမဟုတ်လေကျွန်တော်တို့ဘာမှမပြောဘူးကျွန်တော်ရပြီကာကျုပ်လိုပဲသူလည်းစစ်တဲ့ထဲကလာတယ်ဒါအောင်ပြောတာဟိုကျန်းခိုင်ပါတီဥက္ကရာကိုကျွန်တော်သိပါတယ်ကျွန်တော်သိတယ်ကျန်းခိုင်ပါတီဥက္ကရာကြောင့်ခင်ဗျားဘယ်လောက်သိလဲဟိုကျွန်တော်သိသိတဲ့လောက်တော့သိပါတယ် ခမရတဲ့ကျုပ်ကပိုသိရ။ဩ။နော်ဥက္ကဋ္ဌကြီးဥက္ကဋ္ဌကြီးမှာမဆက်။မတော့တော့ခဲလိုက်။အဲ့ဒါကကာခွဲဥကြီးကကကျုပ်။နော်ဒါဥက္ကဋ္ဌကကျုပ်ကအရင်ငဲ့ပြီးတာ။အရင်ငဲ့ပြီ။ခမရတော့မယိုင်းသွားပြီ။အရင်ငဲ့တဲ့အစင်မဟုတ်။နော်အမီးအမီးကြော်။အမီးမီးကြော်။ဘာဟုတ်မီးကြော်လဲလို့။ဟောပြောပြောပြော။ကျုပ်တို့ဥက္ကဋ္ဌကအဆက်ရအောင်ပြီးတော့ဒီစာခိုးချပြီးတော့စာခိုးချဟေးဟေးဟေးဟုတ်တယ်ဒီလိုပြောတယ် အဲ့ဒါဟိုတော့ခမကျောက်တို့လည်းစာပြေတော့ဒီလိုပဲလုပ်ရတာဒီလိုတွေလည်းပါတယ်အဲ့ဒါခမရတွေကအဲအကုန်လုံးကအဲ့လိုလုပ်ခဲ့ဘူးပါခမရအဲ့ဒါစတဲ့အောင်ပြီးတော့စီဝိုင်းတက်ကတူဆက်တက်ခဲ့ဟုတ်ကင်းနေမှဘွဲရသွားတာမလားဟုတ်တယ်ဟုတ်တယ်အဲ့မှာဘွဲနေတယ်ဟေးဟေးအဲ့အဝမ်းတူတွေသွားတီးတယ်ဆိုကင်းနေကင်းနေဆိုတာအဲ့ရုပ်ရှင်ထဲမှာကန်ထဲမှာနင်းတာလေဟုတ်ကန်ထဲမှာနင်းတာကင်းနေဆိုတာစားစရာတောက်စရာလပိတ်ရို့မဟုတ်တော့ရောင်းတဲ့နေရာကိုကင်းနေတော့ပေါ့လားစပွဲထိုးင်းနဲ့ ဟုတ်တယ်ဘီတပေါ့မရိုင်းလိုက်လားဥက္ကလာဘောက်ဆိုဘောတို့ကဲနေမဲ့စာကျင့်ရင်ဟုတ်အဲ့တော့စီဝေးတက်ကတုံးမှာပွဲရပြီးတော့1982ကနေရော1986ကုံတယ်လို့တာပေါ့စစ်တပ်ထဲကိုဝင်တာမဟုတ်လေစီပွားရေးတက်ကတုံးစင်စစ်တပ်ထဲကိုဝင်ဘာလဲမစားဘူးအဲ့မှာဒီရက်စီအပတ်စဉ်ဘလော့ဘလော့ပေါ့ဗျာသူလည်းတစ်ခါပြေပဲလားဒါပဲလေမရိုင်းလိုက်လားဥက္ကလာတစ်ခါပြေမဟုတ်ဘူးနော်ဟောတုံးကဟောတစ်ခါပဲတစ်ခါပဲဥက္ကလာရံမောကိုကြည့်လိုက်ဆော့ဆော့ကားလုံးဆော့ကားလုံးကကြည့်ပါအဲ့တော့ဥက္ကဋ္ဌက တော့တိုက်ပွဲမှာအိုက်တုံးနဲ့မဲတာလားဆယ်တန်းအောင်ပြီးမဲတာသူကငကိုတွေကမဲတာဟုတ်ငကိုမဲဘူးမာကရိုက်လိုက်တာဥက္ကရာပစောကားနေခင်ဗျမဲတယ်လေမဲတယ်ကျွန်တော်တန်းတဲ့ကြောင့်မသိမသိမသိမှာဥက္ကရာကြောင့်တော်တော်သိတယ်ဟုတ်ဟုတ်အော်တော်သိတယ်ဗောဥက္ကရာကတိုက်ပွဲမှာကျွန်တော်ဒီဟိုတုန်းကဒီကြက်ကြက်ခိုင်ဥက္ကရာကြက်ခိုင်ကြက်ခိုင်ဘုံရက်ခွက်တဲ့ဥက္ကရာနဲ့မားမှာဆိုလို့အဲ့ဥက္ကရာပြောတော့မို့ကျုပ်တို့ဥက္ကရာကိုပြတာကြက်ခိုင်ရင်းနဲ့ဖွဲ့ဖြိုးရေးကောင်စီရဲ့ဥက္ကရာ တန်ခိုင်းနေဖွံ့ဖြိုးရေးပါတီခမရလည်းပြောကျင်တယ်စောက်တလွဲတွေလာပြောပြီးမှခမရရောနဲ့နာရီကိစ္စရှင်းမယ်ဟဲ့မဆိုးဘူးတော့မဆိုးမဆိုးခမရတော့အဲ့တော့ဥက္ကရကကျွန်တော်ဒီရက်၃ရက်တာကြာတိုက်ပွဲမှာ၃ရက်တိုက်ပွဲမှာ၃ရက်တာကြာဟာ तू အိပ်ပြောနေတာဂျမင်းသားဟုတ်တိုက်ပွဲမှာအိပ်လို့မရဘူးနော်ကြောက်ပြီးတော့ဖျားတိုက်ကြောက်တယ်ဟာတနာတော့ခမရကျွန်တော်ဥက္ကရကိုကြောက်တယ်ထင်လို့လားတနာ၁၈ချက်မှန်တာဟလာကြီးစံ၂တောက်ခုချိန်ဒီမထုတ်ပါသေးဘူးဟော ဟုတ်တယ်အဲ့လိုကြီးကြီးလားအဲ့လိုပဲကြီးလားခမရအဲ့တိလားဟုတ်ပြီအဲ့ဒါကျွန်တော်ရုံးတော့မေးပါကဲမေးပါအဲ့ဒီဂျက်ခိုင်ပါတီဥက္ကဋ္ဌကြီးဟာတနေ့18ချက်ရှေ့တန်းမှာမှန်ခဲ့တယ်ဟုတ်တယ်လေဘာကြောင့်မှန်ခဲ့တာလဲဆိုတော့ကြီးလားဘာအတွက်ကြောင့်ဘာကြောင့်လဲဘာအတွက်လဲ why ဟိနော်အဲ့ဒါကြောင့်ကြီးလားအဲ့ဒါကြီးလားဟုတ် ဘယ်အစလဲဘမဆုံးလဲအချင်းလေးဟိုမေးလဲဟုတ်ဟုတ်မေးလဲပါအဲ့တချင်းနေဘယ်ကစလဲဘယ်မှာဆုံးလဲအဲ့တက်ဆက်ခုနှစ်ချက်ဘလို့မှန်ခဲ့တာလဲဆိုတာသိလားခင်ဟာကြီးသိလားကျွန်တော်လဲတိတိကျကျတော့မသိဘူးဟောဆောက်တလွဲကွာသိလားတဲ့ယူသိလားကျုပ်လည်းမသိဘူးကျုပ်ကဟိုအလောက်ဆောက်ပြပြလိုက်မယ်ဒီဖမ်းပြီးတော့ဒမ်းမစီနဲ့နော်အဲ့တော့ဒီကြက်ခရီးပါတီဥက္ကဋ္ဌကြီးဟာနော်ဆယ်ရက်မှာဒီဆယ်ရက်တွေခိုးဟောပါဘူးလေဆယ်ရက်အောင်ရတယ် ဆယ်တန်းအောင်သွားတဲ့အခါမှာစီးပွားရေးတက္ကသိုလ်သူရောက်သွားတယ်ဆယ်တန်းကိုကားငယ်နဲ့အောင်တာဟုတ်ပြီဆယ်တန်းကကာကြီးခဝေပဲရှိတယ်ဘလို့ကားငယ်ရှိလို့လဲအော်ဒီနှလုံးနဲ့အောင်တာအော်ကိုဒီလုံးနဲ့သူနဲ့ဟုတ်တယ်ဟုတ်တယ်နေကျော်နဲ့တွဲပြီးတော့ဟာဒါဆိုနေကျော်ဒီလုံးကြမ်းဖို့အဲ့လိုမဟုတ်ဘူးလေဘာလို့ပြောရတာလဲအဲ့တော့ဟိုကျွန်တော်ပြောပြမယ်ဒီနှလုံးနဲ့အော်စီးပွားရေးဒီတိုင်းပဲဒီတိုင်းပဲဒီလိုပဲဒီစောက်ကြည့်မယ်ဒီတော့လို့ဒီတော့လို့ဒီတော့လို့ ဲ့တော့ဒီသူလုံးလို့ချက်ဖို့ဩကရဟာဆယ်ရန်အောင်ခဲ့တယ်အဲ့ဒီခါမှာစီးပွားရေးတက္ကသိုလ်သူသွားခဲ့တယ်အေးလေစီးပွားရေးတက္ကသိုလ်မှာကြောင်းပြီးသွားတယ်ဒါပေမဲ့စီးပွားရေးကသူနားမလဲဘူးနားမလဲတဲ့အတွက်ငါဘာလို့ရမလဲဆိုပြီးတော့ကဲမထူးဘူးဆိုပြီးတော့ပြင်မထူးနေဘူးစစ်တပ်ထဲကသူပြောင်းသွားတယ်ဟုတ်ကဲ့အဲ့ဒါဒီအရရှားလေးပြောပြတာပဲနမူနာမိုးကုတ်လိုမျိုးရှင်းပြတာနော်ပြောင်းသွားတယ်အဲ့ပြောင်းသွားပြီးတော့1982ကနေပြီးတော့1986တိကိုသူဘုဒ္ဓနဲ့တက်လိုက်တယ်အေးဟုတ်တယ်လေနော်ဘုဒ္ဓနဲ့ဆင်းတယ် ထိုက်ပွဲရောက်သွားတယ်ဟုတ်တယ်လေအဲ့တိုက်ပွဲမှာကြီးစန်း18ချက်မှန်သွားတယ်ဘာကြောင့်မှန်သွားလဲဆိုတော့ကြည့်လိုက်မသိဘူးလေအဲ့ဓာတွေမပါဘူးလေဒီဟုတ်ပြီရွာထဲမှာဒီဥက္ခရာကြီးကနော်တိုက်ပွဲချားမှာရွရွချွန်ချွန်နဲ့ရွာထဲမှာကြက်ဝင်ခိုးရင်းနဲ့တူမီနဲ့ပြစ်ခံရတာကိုချက်ဟမ်ကိုချက်ဟုတ်ပြီအဲ့ဒီမှာစန်းနဲ့စန်းနဲ့ပြင်းနေနော်ပုံးစရာရှာရင်းနဲ့တကြီးသမီးချင်တော်ကိုသွားလှန်လိုက်တာ အဲ့မှာတကြီးကနေနှလုံးပြူးနဲ့ရှစ်ချက်ထပ်ပစ်လိုက်တာဘောင်း18ချက်ဖြစ်သွားတယ်ဒါပဲနော်အဲ့ဒါအဲ့ဒါကိုဘယ်လိုပြောလဲဩဒုက္ခဘောဘောကျောင်းဝင်ပြန်မေးဦးလေခင်ဗျာပေါက်လာတယ်ဩအေး sorry ပေါက်လာတယ်ဟုတ်ပါအဲ့တော့တကြီးကပစ်လိုက်တာရှစ်ချက်နော်တေချာမရဇွာထဲမှာကြက်ခိုးလို့တနက်မှန်တာက5ချက်ဘောင်း18ချက်ဟုတ်ပါပါဘေးဟုတ်ပါပါဘေးကြောက်ယူလား တော့မဟုတ်ဘူးရောရောချွန်ချွန်နဲ့တိုက်ပွဲမှာထိတဲ့ကြည်စာမဟုတ်ဘူးလားအေးနေခဏ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 မဟုတ်ကြည်စာချက်ခွင်းနဲ့ဟိုကတူမီနဲ့လက်ပြတဲ့ကိုကျန်ဖိုက်ထဲမှာကြံနေတဲ့ကြည်စာနှစ်ချက်ကအဲ့ဒါတကြီးသမီးကိုအမှတ်တရဆိုထားရတာတကြီးသမီးအတွက်အမှတ်တရဆိုထားရတာတကြီးသမီးကိုလွမ်းတဲ့အခါမှာသူအဲ့ကြည်စာလေးကိုဒီလိုကိုင်ပြီးတော့စဉ်းစားတာအဲ့အတွက်ထားရတာတည်လားတည်ထားလဲသူများပြောပြတော့ကျွန်တော်သိတယ်နော်မမမအဲ့ကိစ္စကိုဘယ်လိုပြောတာခဏဟိုဥက္ကဋ္ဌရဲ့ ရောက်ခွာပြူဝမှုလို့လာမလို့နဲ့ခဏနေဥက္ကဋ္ဌရဲ့သားကဘိုးချုပ်လို့လာမလို့နဲ့ဥက္ကဋ္ဌကြောင့်ချုပ်ကခီစီခီစီခီဘာလဲခီစီတွင်းကြခီစီတွင်းကြအေးခီစီတွင်းကြတည်ခီစီတွင်းကြတည်နော်ဟုတ်ပြီဒါမလို့နော်အဲ့လူတွေပြောတာတော့မဟုတ်ပါဘူးဒီဥက္ကဋ္ဌကြီးတနက်16ချက်မှန်တယ်ကိုချက်ကသူမီးနဲ့ပြစ်ခံရတယ်ဟုတ်ပြီရှင်းချက်ဒီတကြီးပြစ်တယ် အဲ့တနေ့18ချက်မှန်တဲ့ကိစ္စကိုကျွန်တော်တို့တရားပြောပြရတော့ဘယ်လိုလဲပြောချားလူမဟုတ်ပါဘူးမိတရားသူကြီးရောက်တော့မဟုတ်ဘူးတရားထွက်မှာတဲ့မဟုတ်မဟုတ်ခုအမိတ်ချမှာချားလူမဟုတ်ပါဘူးဘယ်လိုလဲပြောတရားလူကြီးမင်းရဲ့မိမကိုယ်တိုင်ကျွန်တော်တို့ပြောပြခဲ့တာပါဟာဟေးဟေးဝဲလာရေးရေးယူလို့ပဲဟောရုံရုံနေဆက်ပဲရုံနေဆက်ပဲရုံနေဆက်ပဲအရေးယူလို့မရဘူးအရေးတည်တာဝင်ကျွန်တော်မျက်နှာပြက်လို့မရဘူးဟုတ်